သတင်းမှတော့မိမ၅ယောက်ထက်မနေယူထားတဲ့ငပြူကောင်းဆောင်ဘုံဘုံဝါတော်အကြောင်းပါမှာဖြစ်ပါတယ်လက်ရှိကျမဖက်စစ် ခွေးတက်နေငပြူတွေနှချမ်းကွဲပြီးတော့အချင်းချင်းမသိမြတ်ဘူးစေဝံကွဲနေတယ်ဆိုတဲ့သတင်းတွေလည်းကျွန်တော်တို့ရရှိထားတာဖြစ်တယ်။ဘယ်ကနေစပြီးတော့ဖြစ်ပေါ်လာလဲလို့ပြောအားလုံးပဲမင်္ဂလာပါဗျာ။ကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာ။ နေစဉ်ထူးဆင်းတဲ့တန်းအပါဝင်တန်းထူးတန်းကောင်းတန်းမှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ရှင်းတဲ့တိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအားနာရှင်စနစ်ကြာရှုံးရမည်ကြော်တပြမဲ့တည်င်းမှာတော့မိမ၅ရောက်ထက်မနေယူထားတဲ့ ငပြူကောင်းဆောင်ဘုံဘုံဝါတော်အကြောင်းပါမှာဖြစ်ပါတယ်။လက်ရှိကျောင်းဖက်စစ်ခွေးတက်နေငပြူတွေနှချမ်းကွဲပြီးတော့အချင်းချင်းမတင့်မြက်ဘူးစေဝံကွဲနေတယ်ဆိုတဲ့သတင်းတွေလည်းကျွန်တော်တို့ရရှိထားတာဖြစ်တယ်။ဘယ်ကနေစပြီးတော့ဖြစ်ပေါ်လာလဲလို့ပြောရမယ်ဆိုရင်ဒီငပြူကောင်းဆောင်ဝါတော်ကိုအကျံဖက်စစ်ခွေးတက်ကရရှိတကောင်ကတွေ့တဲ့နေရာမှာပါလိုက်မယ်လို့ပြောလိုက်တဲ့ကိစ္စနဲ့စပြီးတော့ပြဿနာတက်တာပါ။ လက်ရှိအချိန်မှာဝါသွားဟာအကျယ်ကျုပ်ပုံစံမျိုးထိသိမ်းထားခံရတဲ့အခြေအနေလည်းရှိနေတယ်ဒီကြောင့်မျိုးကိုကျွန်တော်ဖော်ပြပေးမယ်ဒါကြောင့်ကျွန်ရဲ့ဗီဒီယိုကိုဆုံးထိဝင်းရင်ကြည့်ရှုဖို့ကျွန်တော်ရဲ့မိသားစုဝင်တဦးချင်းစီတိုင်းကိုဒလီစာဖိတ်ခေါ်လိုက်ပါတယ်ပရမဟုဆိုတာဒီနေ့ဒါ BBLA ရဲ့မောင်ဆောင်ခတင်တဲ့ post တစ်ခုကိုကျွန်တော်အမှတ်တမဲ့တွေ့လိုက်ပါတယ်ဆိုတော့ကျွန်တော်တို့လည်းရဲဘော်ရဲပတ်တွေဆိုတော့နားလည်ပါတယ်လက်ရှိအချိန်မှာဒီ သတင်းကြောအခါတမယမှာကျွန်တော်တို့မိဘပြည်သူတွေနဲ့ရဲဘော်တွေကိုမဘူးပေးဖို့အတူပြောဆိုထားတဲ့အကြောင်းအရာလေးဖြစ်ပါတယ်ဟုတ်ပါတယ်ကျောင်းရဲဘော်လူငယ်တွေအရန်ကိုပင်ပန်းကြီးစွာရုန်းကန်ခဲ့ရတာပါ မတူညီတဲ့ဒါကြားထဲမှာအခက်အခဲမျိုးစုံအာထပ်ပြီးတော့ထင်သာမြင်သာပြောမယ်ဆိုရင်ကျွန်တော်တို့တာဝန်ထမ်းဆောင်နေတာခဏစ်စိတ်ဆိုရင်၄နှစ်ကာလဝန်းကျင်ပဲရှိပါသေးတယ် ဆိုတော့အရှိတနှစ်လုံးဝင်းကျင်ကကျွန်တော်တို့လေ့ကျင့်ရေးနဲ့ပြင်ဆင်ရေးတွေစုဖွဲ့ရေးတွေမှာအချိန်ကုန်တာပါဆိုတော့ဒီကျွန်တော်တို့ရဲ့တတန်းလူလူလေးတွင်ထဲမှာကျွန်တော်တို့မထင်မလောက်တဲ့ခံစားချက်တွေမထင်မလောက်တဲ့အဲကျွန်တော်တို့ဒါအပင်နဲ့ဆင်းရဲမှုမျိုးစုံကိုအခက်အခဲပေါင်းမြောက်များစွာကိုကျွန်တော်တို့ရင်ဆိုင်ကြော်ဖြတ်ခဲ့ကြရတာပါဆိုတော့ကျွန်တော်တို့ရဲဘော်ရဲဘက်တွေအရန်ကိုပင်မန်းပါတယ်အခုလို့ကျွန်တော်တို့ဒါ တိုက်ပွဲတွေပေါ့နော်မပြင်းထန်နေတဲ့အခြေအနေပြီးတော့နိုင်ငံရေးစစ်ကြီးကစားနေတဲ့ကာလတွေမှာကျွန်တော်တို့ပို့ပြီးတော့စက်ကောလူရောပြန်မရပါတယ်အခုပြေးကျွန်တော်တို့ဒါကင်ပင်နယ်တွင်းထဲမှာရှိတဲ့လက်ရှိစီးရေးနိုင်ငံရေးအခြေအနေဆိုရင်ကျွန်တော်ရဲ့မိသားစုဝင်တွေအားလုံးတွေ့ရှိပြီးဖြစ်မှာပါဒါကင်ပင်နယ်တွင်းထဲမှာရှိတဲ့ကျွန်တော်တို့ရဲဘော်ညီကိုတဦးချင်းစီတိုင်းကိုကျွန်တော်ရဲ့မိသားစုဝင်တွေပြစ်မထားပါနဲ့အနီးကပ်စောင့်ကြည့်ပေးပါ ဒီပြည်နယ်လက်ရှိစည်ရင်းနိုင်ငံအခြေအနေကအရင်တော့ဟိုးအစပိုင်းအခြေအနေကိုပြောင်းရောက်သွားတယ်လို့တော့မှကျွန်တော်တဝူးရဲ့အမြင်ရပါတော့ထင်မြင်မိပါတယ်ဒါပြီးခဲ့တဲ့ဂျပန်အတွင်းမှာ၄ကီကော်မှာပြန်ပြီးတော့သူတို့ဒီခုခံပစ်ခတ်နေရတဲ့အခြေအနေအခြေအနေမှာရှိတဲ့စစ်စကန်စကန်အကုန်လုံးလည်းကျွန်တော်တို့လက်လွတ်ပြီးတော့နောက်ဆုတ်လိုက်ရတဲ့အခြေအနေတွေဒါလည်းကျွန်တော်ရဲ့တော်လန်သောမိသားစုနဲ့အားလုံးတပ်တည်ပြီးဖြစ်မှာပါ ဆိုတော့ဒီကိကောဟာခုခံပြည်ရတဲ့နေရာမျိုးတော့မဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ဒီကိကောဟာကျွန်တော်တို့စီးပွားရေးစုံလည်းမဟုတ်ဘူး။အချက်ချာကြတဲ့နေရာလည်းမဟုတ်ဘူး။မာပြူဟာကြတဲ့နေရာလည်းမဟုတ်ဘူး။ဘာဖြစ်မှာအာကျွန်တော်တို့ဒီတော်လန်တော်လူငယ်တွေအနေနဲ့ကတော့ဘာတစ်ခုမှမပေးချင်တာတော့အမှန်ပဲပေါ့နော်။အဲတော့ညောင်လီလူမျိုးကတကယ့်ကိုဒါစီးပွားရေးအတွက်ချက်ချာကြတဲ့နေရာမျိုးအာပြီးတော့အချက်လမ်းမလူမျိုးပေါ့နော်။အကုန်တော့ရေးအတွက်ရေးကြည့်တဲ့နေရာမျိုးတွေအတွက်တိုက်ခိုက်သိမ့်ပတ်ရလာမျိုးဆိုရင်တော့တမျိုးပေါ့ဗျအခုကက အရှိဒီမှာကြီးမားတဲ့နေရာတွေကိုလည်းလည်းဆုံးရှုံးပေးရပြီးတော့လီးကိုမှပြန်ပြီးတော့ခုခံပစ်ခတ်နေရတဲ့ဒါသတင်းတွေကိုကြားတဲ့အတွက်လည်းကျွန်တော်လည်းအပါဝင်ပေါ့နော်အချို့သောရဲဘော်တွေအတွက်တကယ်ကိုအဲစိတ်ထိခိုက်ရတာလေးလည်းရှိပါတယ်စတော်ကဒါအနည်းငယ်တက်ကြမြောင်များစွာကိုနဘူးတွေဒူးပစ်ရင်ဆိုင်ကြော်ဖြတ်ရင်းနဲ့ကျွန်တော်တို့မတူညီမကွဲကွဲပြားမှုတွေကြားထဲမှာကျွန်တော်တို့ရှင်စူးစမ်းရှင်သန်နေရတဲ့ ါရဲဘော်လူငယ်တွေဖြစ်ကြပါတယ်ဒါကြောင့်ကျွန်မရဲ့မိသားစုဝင်တွေအဲရဲဘော်လူငယ်တွေအတွက်ဒါဒရင်ကျော့မဟုတ်ဘူးပေးဖို့လည်းကျွန်တော်ဒီကနေပြီးတော့အာထပ်ထပ်မှန်ပေါ့နော်ဒါတိုက်တွန်းနှိုးစော်လူရဲပြီးတော့ကျွန်တော်တို့ရဲဘော်လူငယ်တွေကိုအမြဲမပြတ်စောင့်ကြည့်ပေးပါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲ့စံနှုန်းကတော့မိမိတို့ရှိနေတဲ့ဒါတိုင်းရတဲ့ဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီးတော့ အကြမ်းဖက်ပတ်စစ်ခွေးရှိတဲ့တစကန်ပေါ်လကောင်းတရင်ဌာနချုပ်ပေါ်လကောင်းလက်နကြီးကုန်းပေါ်လကောင်းဘီဝကုန်းပေါ်လကောင်းနောက်ဆုံးကာကင်းရဆာ yes ကာဆာကျွန်တော်တို့အကုန်လုံးကိုတိုက်ခိုက်ချေမုန်းပြီးတော့ရန်သူရဲ့အဓိကပင်မနေရာဖြစ်တဲ့နေပြည်တော်တိကိုတိုက်ခိုက်ချင်တဲ့ဆန္ဒကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်ရဲဘော်တူချင်းစီတွေရဲ့ရင်ထဲမှာကိန်းအောင်ထားတဲ့အရာဖြစ်တယ်။နေပြည်တော် မျော်လီတိုင်းဝေးရအောင်ဖြင်းမြင်းလို့လည်းပြောလို့ရတယ်နိုင်ငံရေးစစ်ရေးကစားနေတဲ့သူတွေကြောင့်ကျွန်တော်ရဲဘော်လူငယ်တွေမလူလားအပင်နဲ့ဒီဆုံးမှုတွေမလူလားအပင်နဲ့ထိခိုက်တံရရရှိမှုတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့မိသားစုဝင်တွေကျွန်တော်ရဲဘော်လူငယ်တွေကိုလေးထားဂယုပြု စောင့်ကြည့်ဇီလိုပါတယ်ကျွန်တော်တို့1988ကပုံစံမျိုးလောကဖြစ်ခင်မှာမဟုတ်ပါဘူးဒါကိုလည်းပဲလက်ရှိကျွန်တော် NUG မြန်မာညီညီအစိုးရနဲ့ကောက်ွယ်ရေးကခေါင်းဆောင်ပိုင်းတီးတီးကလည်းပဲဒါတွေကိုမြင်မယ်လို့ယုံကြည်တယ်ကျွန်တော်မိဘပြည်သူအားလုံးကကျွန်တော်လက်ရှိတော်လှန်ရေးကာလတောက်လျှောက်လုံးကိုကျွန်တော်ရုပ်ရှင်ကားကြီးတစ်ချက်ကိုကြည့်နေရတယ်လို့ဒရမာချိုးကွေ့တွေ့ ်ဒါအရှင်ဂမ်းမောင်းမြောက်များစွာကိုတဲတဲ့ရင်ပုံကြည့်နေရခြင်းဖြစ်ပါတယ်အရာအားလုံးကကျွန်တော်တို့ပြည်သူလက်ထဲမှာရှိတာပါကျွန်တော်တို့ပြည်သူကိုလွန်ဆန်ပြီးတော့ဘယ်စစ်ဖို့ဘယ်တက်မှုဘယ်အနာဝိုင်းဖွဲ့စည်းမှာဘာမှလုံးလို့ရမှာမဟုတ်ပါဘူးဟုတ်ပြီဒီနေ့အတိတ်ကကျွန်တော်တင်ပြခြင်းတဲ့အကြောင်းအရာမိမ၅ရောက်ယူထားတဲ့၅ရောက်ထက်မနည်းလို့ပြောရင်တော့ပို့ပြီးတော့မှန်မဲ့ဘုံဘုံဟွာတော့အကြောင်းဖြစ်ပါတယ် ဆိုတော့လက်ရှိချိန်မှာစကိုင်းတိုင်းကံဘူးဇီကုန်းနဲ့ကျောင်းလာကြောမှာနာမည်ဇိုးနဲ့ကြော်ကြားနေတဲ့ငပြူခေါင်းဆောင်တူလေးဖြစ်တဲ့တင်ငန်းချုံကတူဝါတဝသူတင်းနေရအခုဇက်တိုက်ကိုကျွန်တော်တို့ဒါနေဆိုးရထပ်မှန်ပြီးတော့ထွက်ပေါ်နေတယ်ဟုတ်ပြီမိမ900ယောက်ထပ်မနေอยู่ထားတဲ့အခြေအနေကိုကျွန်တော်မပြောခင်မှာအဲ့ဒီငပြူခေါင်းဆောင်တင်ငန်းချုံ ကတုံးဝါတဝနဲ့အကြဖတ်စစ်ခွတ်တဲ့အရာရှိဘိုင်းတွေပြဿနာဖြစ်ပွားနေတယ်ပြဿနာရဲ့အစကဝါတဝဆိုတဲ့ကောင်ကိုတွေ့တဲ့နေရာမှာပါရိုက်မယ်လို့ပြောလိုက်တဲ့အရာရှိတဦးရဲ့စကားကြောင့်ပါအဲ့ဒီစကားကိုကျွန်တော်တို့ပြောတာမဟုတ်ဘူးအဲ့ဒီစကားကိုကျွန်တော်တို့သုံးတာမဟုတ်ဘူးအကြမ်းဖက်စစ်ခွတ်တဲ့ရဲ့အရာရှိဘူကြီးတယောက်ကဝါတဝဆိုတဲ့ကောင်လို့အဲ့လိုသုံးနှုန်းခဲ့တာ ကျွန့်မိသားစုဝင်တွေကျွန်တော်တို့ကပြောတယ်လက်ရှိပေါ့နော်အမင်းအောင်နိုင်ရဲ့လက်ကင်တုတ်ပြီးသူစစ်အနေနဲ့ခွေးရိုက်တုတ်ပုံစံမျိုးအသက်သွင်းခံထားရတဲ့ငပြူတွေပြီးတော့ပြီးသူစစ်တွေပြီးတော့မဘာသာဆိုတဲ့သူတွေ ဒါတွေကိုနှစ်ပေါင်းများစွာအာနာရှင်ကဖန်တီးခဲ့တာသူတို့မသိတာလည်းမဟုတ်ဘူးအခုဝါတဝါဆိုတဲ့ကောင်ကိုတွေ့တဲ့နေရာမှာပါရိုက်မယ်လို့အဲ့လိုမျိုးအတုံးနှုံးပြောတာခံလိုက်ရပြီဖုံဖုံဝါတဝါဆိုတကယ်ချုံထားတဲ့ကောင်ဆို တို့လူအချင်းချင်းပြောတဲ့စကားအဲ့ဒီစကားကိုပဲကျွန်တော်မိသားစုဝင်တွေကြားလိုက်ပြီဆိုရင်တော့အဲ့ဒီဝါတဝါဆိုတဲ့တင်ငန်းချုံကတုံးရဲ့အဆင့်အတန်ဘလို့ဖြစ်သွားပြီလေဒါနဲ့ပတ်သက်ပြီးတော့ငပြူတွေနဲ့အကျန်းဖက်စစ်ခွေးတဲ့နှစ်ချမ်း꽌သွားတယ်ဒီပစ္စည်းနဲ့ပတ်သက်ပြီးတော့လေဝါတဝါနဲ့ငပြူကောင်တွေငပြူအုပ်စုတွေကပြည့်တဲ့နေရာမှာပါရိုက်မယ်လို့ပြောလိုက်တယ် ရွှေဘိုတက်နယ်ကဘူကြီးရဲမင်းပိုင်ကိုပြည်သူစစ်အဖွဲ့တွေကတိုင်းမှုစီမှာတိုင်ကြားထားတယ်လို့ကျွန်တော်တို့ကြားသိထားရတာဖြစ်ပါတယ်။တိုင်ကြားထားတဲ့အပြင်ဒါကတော့ဝါတဝါနဲ့ပတ်သက်ပြီးတော့လိုက်လံတောက်ချက်နေတယ်။ပြီးတော့သူတွေငပြူကောင်းဆောင်ကိုတွေ့တဲ့နေရာမှာအဲ့ဒီကောင်အဲ့ဒီကောင်ကိုတွေ့တဲ့နေရာမှာပိုင်းရိုက်မယ်ဆိုတဲ့စကားငပြူတွေအတွက်တော်တော်လေးကိုထိသွားတယ်ဗျာ။ အဲ့တော့တိုင်းတယ်လို့လည်းတိုင်းလိုက်ပြီဒါပေမဲ့ဟိုဘက်ကလက်ရှိချိန်နေသည့်ဒါရေဘူတက်နေကဘူကြီးရင်းမင်းပိုင်ကို နမရလဲဗျာရင်းမင်းပိုင်ဆိုတော့ကျွန်တော်တို့ရင်းတော့ကြည့်တဲ့အဲကျွန်တော်တိုင်းကားတွေအများကြီးရိုက်တဲ့ရင်းမင်းပိုင်နေပါပြီးတော့သတိရမိပါတယ်ဆိုတော့လက်ရှိပေါ့နော်အဲ့ဒီကျွန်တော်တို့တက်နေကဘုံမူရေမင်းပိုင်ကိုတော့အာဂျမ်ပတ်စစ်ကိုတက်ကနေပြီးတော့အရေးကြီးဆောင်ရထားတာမရှိဘူးဘာကြောင့်လဲဆိုတော့ ဒါဝတ်သွားဆိုရဲကောင်ဟာတဲ့လက်ရှိပေါ့နော်တိုက်ရဲ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးတော့လိုက်နဲ့နှောက်ရက်ပြီးတော့တက်ကလူတွေအချင်းချင်းစိတ်ဝမ်းကွဲအောင်လုပ်နေတာဆိုပြီးတော့သူတို့ကပြန်ပြီးတော့ကာဘာပြန်လှုပ်ထားတာဖြစ်ပါတယ်ရှီဝတ်တန်နေကအလုံးလုံးဘူးဆိုပြီးတော့ဝတ်သွားကတိုင်းမှုစီကိုတိုင်တော့အဲ့ဒီကဘူကြီးကအဲ့ဒီကောင်ကိုတွေ့ရင်တော့မပြောရအောင်ပါရပြစ်မယ်ဆိုပြီးတော့ ဆိုခဲ့တာပါဒီကိစ္စကိုမခံနိုင်တဲ့ပြည်သူစစ်တွေကအစုပြီးတော့တိုင်းခဲ့တာအဲ့ဒီမှာပဲကျွန်တော်တို့ဒီအကြံဖက်စစ်ခွဲတက်တဲ့ပြည်သူစစ်တွေစိန်ဝန်ကွဲကြတယ်လက်ရှိချိန်မှာဝါတော်ကရှောင်နေတယ်ဆိုတော့အကြောင်းကြားသိထားတယ်ဝါတော်ရှောင်နေတာမဟုတ်ကျွန်တော်မိသားစုနေဝါတော်အကျေကျုံမိနေတာဖြစ်တယ်ဒီအကြောင်းကိုမိမ9ရောက်ထပ်မနေယူထားတဲ့ဝါတော်အကြောင်းကျွန်တော်ဆက်ပြီးတော့တင်ပြပေးမယ်ဖြစ်စဉ်အမှန်ကားတဲ့ ဝါသွားတော့အဖွဲကလည်းဂိတ်ဖွင့်ပြီးတော့ပစံတောင်းတယ်။အကျွန်တော်ဖက်စစ်ခွေးတက်ကကောင်တွေကလည်းဂိတ်ဖွင့်ပြီးတော့ပစံတောင်းတယ်။တောင်းလာအချင်းချင်းစမန်ခုတ်ပြီးတော့တိုင်ကြတာ။ဝါသွားကအရင်တိုင်လို့ရွှေဘူတက်နယ်ကအဲ့ဒီဖုံးကြီးကိုအဲ့ဒီကောင်ကိုတွေ့ရင်ပါရိုက်နေဆိုပြီးတော့ဂျိန်မောင်းလိုက်တယ်။နေပြီးတော့ထိတိုင်လို့မရဘူး။တိုင်မှုဆိုတဲ့ကောင်ကလည်းပဲဒီဖြစ်စဉ်တွေအားလုံးကိုလည်းဒါတိချိထားတယ်လို့ဆိုပါတယ်။ ကဲမူခိုင်မှာအင်အားကြီးလာပြီးတော့တဲ့အာတင်ငယ်ဝင်းလက်နက်ကိုင်းအယောင်ဆောင်ဂရုဝတဝကောင်းဦးဆောင်တယ်ပေါ့နော်ငပြူဖွဲ့တွေရာအုတ်ချုပ်ရင်းနဲ့ကျွန်တော်တို့ဌာနဆိုင်ရာကိစ္စတွေမှာပြင်းအကြမ်းဖက်စစ်ခွေးတက်တဲ့ကိစ္စတွေမှာပါဝင်ရောက်ချဲ့လဲနေတာကြောင့်အခုလိုပြဿနာမျိုးတွေဖြစ်နေတာပါပြီးတော့90အဲဆရာတော်လိုပဲကျွန်တော်လည်းပါဇက်ကပြောရလဲမကောင်းဒါပေမဲ့ကျွန်တော်မိသားစုတွေတိလွယ်မှတ်လွယ်အောင်ပေါ့ဗျာ90ဆရာတော်လို့ ဆရာတော်လို့ပြောတာလဲမကောင်းဘူးညဒီလူတွေဒီအောင်တွေပေါ့နော် လက်နဲ့ကိုင်းအာပြည်သူစစ်ငါပြူတွေကိုမွေးထုတ်ပြီးတော့နီနီရဲကိုကသူတို့ဟာဒါတငန်းနဲ့ဘလို့မှမဆက်ဘူးဆိုတာကိုဘုရားပါတာဝင်အာညီကိုမောင်မတွေအားလုံးလည်းသိရှိပြီးဖြစ်ပါတယ်အဲ့ဒီဝါတော့ဟာလေပြည်သူစစ်ဖွဲ့ကို2021စတင်ဘာမှာစတင်ဖွဲ့ပြီးတော့နမကတိုင်းမူဘုချုပ်တန်းထိုက်ကတုံးနေအတွင်းဒါစစ်လက်နက်နဲ့ ဒုံငါးကြိမ်ငွေကြေးစာနယ်ရိက္ခာ6ကြိမ်ထောက်ပံ့ခဲ့တယ်။ဒီချိအချိန်မှာတော့ဒါအဲ့ဒီဘုံမူကျော်မြုံမင်ထွေးကထောက်ပံ့တာမရှိတော့တဲ့အတွက်စတင်ပြီးတော့ပြဿနာတွေဖြစ်ပေါ်နေခြင်းဖြစ်ပါတယ်။သူတို့ဂိတ်တွေဖွင့်တယ်။သူတို့နိမှုဇုံနဲ့ပတ်စံရှာစားတယ်။အခုအပစ္စံရှာစားတာကလည်းဂျမ်ပတ်စခွေတက်ကလည်းပဲရှာတယ်သူတို့ကလည်းရှာတယ်ရှာတော့အဝေးတွေမတည့်တာနဲ့စတင်ပြီးတော့ ြက်ပနာဖြစ်ပွားနေကြတာပါပြီးတော့နောက်ထပ်သတင်းတစ်ခုမှာကကျွန်တော်တို့အဲ့ဒီလက်ရှိပေါ့နော်တို့တွေထောက်ပံ့တွေအရင်တော့ရောရခဲ့ကြတယ်နောက်ပိုင်းတွေမှာထောက်ပံ့မရတဲ့အချိန်မှာဒီငပြူတွေပေါ့နော်ငပြူတွေနဲ့ပတ်သက်ပြီးတော့ရိတ်ခါလိုချင်တယ်ဆိုရင်ငပြူမတွေဟာအဲ့ဒီပင်ငန်းချုံထားတဲ့ကဒုံဝါတော်နဲ့ ညအိတ်ကတယ်လို့တည်င်းတွေကြတိထားရပါတယ်ဆိုတော့ပုံမှန်တိုင်းဆိုရင်တော့ကျွန်တော်ဒီတည်င်းတွေကိုမပြောတတ်ဘူးဗျာသူ့ဝိမဲ့ဒါပေါ့နော်ဒီဘောသွားနဲ့ပတ်သက်ပြီးတော့အဲသူတို့အချင်းချင်းပေါ့နော်အမ်ဖြစ်နေတဲ့ကိစ္စတွေနဲ့ဆက်နွယ်ပြီးတော့ဒီကိစ္စကကျွန်တော်တို့ဒါတွေ့လာရတာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒီဝါသွားဆိုတဲ့ကောင်ကရှေဟိုကတ်မှုနဲ့ဒဇယ်နယ်တွေမှာ အပြူမတွေကိုခြေတော်တင်ပြီးတော့ကလေးတွေတပြုတ်ပြုတ်မွေးနေတယ်လို့ဆိုပါတယ်ရှေဘုံနဲ့တကြောမှာဝါတော်ယူပါလဲမိန်းမ9ယောက်အထက်ရှိတယ်အကုန်လုံးအားလဲငပြူတွေနဲ့ပတ်သက်နေတဲ့သူတွေနဲ့ငပြူမိန်းမတွေပဲဖြစ်ပါတယ်လက်ရှိချိန်မှာကျွန်တော်ဖက်စစ်ခွေးတက်ဟာငပြူတွေနဲ့ပတ်သက်ပြီးတော့ရိတ်ခါချပေးတာမရှိတော့တဲ့အပြင်ကိုဟိုးရင်တော့တဲ့ကလည်းရိတ်ခါက အပိရိခါဘောနော်ငပြူအဖွဲတွေအတွက်မလောက်ငားတဲ့အခါမှာရိခါလိုချင်တဲ့ငပြူနေနဲ့ပတ်သက်တဲ့သူတွေကငပြူမတွေလို့လဲဆိုတာဘောနော်အဲသူဖော်ပြတဲ့အကြောင်းအရာလဲမှာဆိုငပြူမတွေဟာတဲ့အဲ့ဒီတငန်းချုံအယောင်ဆောင်ထားတဲ့ဝါတော်နဲ့ညအိရတယ်လို့သိရှိထားပါတယ်အဲသူတို့တုံးတဲ့စကားလုံးတော့ရှိပါသေးတယ်အဲ့ဒါကဘာလဲဆိုတော့ ငပြူမရိရိတ်ကလူချင်းလာလာသာဝါတော်အခန်းလေးကိုတဲ့ဟုတ်ပြီဝါတော်ဟာတဲ့ဒီကာမနဲ့ပတ်သက်ပြီးတော့လဲတော်တော်လေးကိုဟိုဟိုတမန်မှုတွေရှိနေတယ်လို့ကျွန်တော်အဲ့လိုလေးပဲကျွန်တော်အရင်ကြီးဆုံးလေးကျွန်တော်ပြောဆိုပြရစီပြီးတော့ဒါနဲ့ပတ်သက်ပြီးလဲမထိန်းနိုင်ဘူးတဲ့လက်ရှိချိန်မှာကျွန်တော်ဖက်စစ်ခွေးတက်ကဒါအရှိမဖြစ်ခဲ့တဲ့ပြဿနာတွေပေါ့နော်ပြီးတော့အဲ့ဒီကိစ္စတွေ ਨੇ ပေါ့နော်အဲ့သူတို့ကလည်းတည်တယ်ဗျာတည်ပြီးတော့လက်ရှိချိန်မှာငပြူကိုအကျေချုပ် ပုံစံမျိုးထားရှိထားတယ်လို့သိရတယ်အဲ့တော့ဒါငပ်ပြတ်နေတယ်ပေါ့နော်ဒေသနဲ့ငပြူတွေကိုလည်းပဲသူတို့ကဒါဝတ်တော်အမှရှိတဲ့ငပြူတွေကိုနီးမျိုးစုံနဲ့သူတို့တွေကဒါခွဲထုတ်ပြီးတော့ပေါ့နော်အချို့နေရာတွေကိုဒါပို့တယ်ပြီးတော့အခြားတာဝန်တွေနဲ့ခေါင်းစဉ်ပြောင်းပြီးတော့သူတို့ငပြူအောက်မှာရှိတဲ့အဲ့ဒီငပြူအဖွဲ့တွေကိုပဲကျွန်တော်တို့ဒါပေါ့နော်ခွဲထုတ်ပြီးတော့လုပ်နေတဲ့ပုံစံတွေမှာဒါ အခုငပြူအောက်ကနေပြီးတော့ဒါဟောနော်ဒီပြန်ပြီးတော့ရန်ရှာခြင်းနဲ့ငပြူတွေကိုညှင်းညွန်းစုံနဲ့ခွဲထုတ်ပြီးတော့ပေတွင်းထဲကိုပုံစံမျိုးစုံနဲ့ပို့နေတယ်လို့ကျွန်တော်တို့သိရှိထားတာဖြစ်ပါတယ်ဆိုတော့ဒါလည်းပါတဲ့နေပြင်းအရှိတရားတွေပါတဲ့အခုတော့ရွှေဘုကပ်ဘူးနေပါတဲ့ဒါဒေတာအကြောင်းကိုဒါနော့ချင်နေအောင်တည်တယ်အမကန်ငပြူတွေအနေသွားတယ်ပြီးတော့ အဲ့ဒီမှာရှိတဲ့ငပြူတွေကလည်းအခြားနေကိုပုတ်ခံရတဲ့အခြေအနေတွေမှာကျွန်တော်တို့အကြံဖက်စစ်ခွတ်တက်ကသူတို့ကြီးတဲ့နေမြေနင်းတဲ့အခြေတွေမှာလက်ရှိပေါ့နော်ကျွန်တော်မိသားစုဝင်တွေကြားပါပါဒါကျွန်တော်တို့အညာသားကြီးတွေရဲ့ဂျာဖက်တက်ခိုက်မှုတွေအောင်ပွဲသတင်းတွေအများအများကြားနေရတာဖြစ်ပါတယ်ဒါပြီးခဲ့တဲ့ရပ်ပိုင်းတွင်းမှာပဲဒါဇီကုန်းကိုဝင်ပြီးတော့ကျွန်တော်တို့ဒါတိုက်ခိုက်နိုင်ခဲ့တဲ့အခြေအနေတွေကိုလည်းကျွန်တော်တို့အားလုံးရဲ့ ဒါတက်ဆန်ရပါတော့တပွဲဝင်နေရထုတ်ပြန်ချက်တွေမှာလည်းပဲတွေ့ရမှာဖြစ်ပါလေဟုတ်ပြီဒါကြတော့လက်ရှိဘောတော်နဲ့ပတ်သက်တဲ့ဒါအကြောင်းရင်းတွေနဲ့လက်ရှိအချိန်မှာသူရဲ့နေမီတွေပေါ့လားငပြူနေမီတွေမှာကျွန်တော်တို့အကျန်းဖက်စစ်ခွေးတက်ကသူတို့တွေကိုအဲသူတို့လိုချင်ရင်တော့ပုံစံတစ်မျိုးလိုချင်တဲ့အခါမှာဘယ်လိုမျိုးဆက်ဆံလဲဘယ်လိုမျိုးထားရှိလဲဘယ်လိုမျိုးတည်ရင်းပို့လဲဆိုတာကိုကျွန်တော်ကအတိအကဖော်ပြပေးနေခြင်းဖြစ်တယ် ဒီအခြေအနေကိုပဲခွင့်ရယူပြီးတော့ကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရွှေညာသားကြီးတွေဟာအတကုံစော်နေတာကိုကျွန်တော်ရဲ့မိသားစုဝင်တွေတရမှာဖြစ်တယ်။ဟုတ်ပြီ။ဒါဆိုရင်တော့ဒီအကြံဖက်စစ်ခွစ်တက်နေရွှေဘူတက်နေပေါ့နော်။မှာရှိနေတဲ့ဒါငပြူအဖွဲတွေအနေချင်းနဲ့ကျွန်တော်ဒါအကြံဖက်စစ်ခွစ်တက်ရဲ့စစ်ကြောင်းတွေနဲ့ကျွန်တော်ရဲ့အညာသားကြီးတွေနဲ့ထိတ်တိုက်တွေ့နေတဲ့အခြေအနေမှာလည်းလက်ရှိ ကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေအသာစီရယူထားပြီးတော့အခုအရှင်ဖမ်းမိထားတဲ့အခြေအနေတွေလက်နက်ခဲယမ်းတွေရရှိထားတဲ့အခြေအနေတွေရှိပါတယ်။ကျွန်တော်ရဲ့ Telegram မှာလည်းဒီနေ့ကျွန်တော်ရုပ်သံဗီဒီယိုမှတ်တမ်းတစ်ခုဖော်ပြထားပါတယ်။ဒါတွေအားလုံးကလက်ရှိအချိန်မှာဂျမ်ပစစ်ခွိတက်ရဲ့ဇီလူယာစီပီလူယာပီနေရတဲ့ငဘီယိုအဖွဲ့ဝင်တွေရဲ့အခြေအနေအမှန်တွေဖြစ်ပါတယ်။ကျွန်တော်ဒီကနေ့ဒါ ကျောင်းမိသားစုကိုညီကိုအနေနဲ့တင်ပြချင်တာကနေပြည်တော်မှာဖွားအိုတူအကျွေးမဆက်နိုင်လို့ကိုယ့်ကိုတက်တည်သွားတယ်ဆိုတဲ့သတင်းလေးကိုကျွန်တော်တွေ့လိုက်ပါတယ်ဆိုတော့ဒီသတင်းကိုတွေ့လိုက်တဲ့အချိန်မှာကျွန်တော်ပေါ့နော်ငွေကြေးဘယ်လောက်လဲပေါ့နော်ကျွန်တော်လှမ်းပြီးတော့ကြည့်လိုက်တဲ့အချိန်မှာအကျွေးက15သိန်းနဲ့ဗျအကျွေးမြန်မာငွေ15သိန်းနဲ့မြန်မာငွေ15သိန်းဆိုတာပေါ့နော်ကျွန်တော်တို့ဟိုလက်ရှိပေါ့နော်ငွေကြေးဖောင်းပွားနေတဲ့အချိန်တွေမှာဘာမှတော့မဟုတ်ပါဘူးဒါပေမဲ့အဲ့ဒီမြန်မာငွေ15သိန်းကို အဲ့ဒီ power ကမဆက်နိုင်တော့တဲ့နောက်ဆုံးသူကသူတက်တည်သွားတာဖြစ်ပါတယ်ဒီဖြစ်စဉ်မှာဒေါ်ခင်ထေးလို့အမိရတယ်ဗောနော် power တဲ့ကျွန်တော်တို့နေပြီးတော့တကုံးမြို့ဘင်းအောင်ရက်ကွက်မှာနေထိုင်ပြီးတော့မိသားစုဝင်တွေရဲ့ဖြစ်ပယ်ခံရတဲ့သူဖြစ်ပြီးတော့တကိုယ်တည်းလောက်ကန်စားတော့နေရတယ်သူဖြစ်တယ်လို့တောင်ရက်ကွက်နေပြည်သူတွေကအစဉ်ပြန်ပြီးတော့သိရထားပါဗါးနောက်ဆုံးနဲ့ဘာမှမလုပ်တဲ့မကင်တဲ့ပတ်စံလည်းမရှာတတ်တဲ့အမိအိုကားတဲ့ စားဖို့တောက်ဖို့ပတ်စပ်လိုတဲ့အခါဟုံနေနေဒီနေနေချင်းကားတာဗောတဲ့အကျွေးက15သိန်းလဲပါအဲ့ဒီမှာအမေကိုတယောက်တက်ကတော့တဲ့ရန်များတဲ့ပမာဏတော့ဗျာတဲ့သူ့မှာတဲ့မရှာနိုင်တော့ဘူးတဲ့အဲ့ဒီအဖွားအိုဝါတဲ့သူအဆုံးမစီရင်ခင်မှာတည်တန်းစာတစ်စောင်းရေးသားခဲ့ပါတယ်အကျွေးမဆက်နိုင်လို့ရည်ရဲကိုခုံချသွားပါပြီဓမ္မရိတ်တာအနီး ိမ်မှာဒေါခင်သေးစပိန်ကိုပို့ပေးပါလို့ရည်သားထားတဲ့စာလေးတစ်ကြောင်ခြံထားခဲ့တာပါအဲဒီစာကိုမြင်လိုက်တဲ့အချိန်မှာအမှတ်73ဘင်းအောင်နေမြေတံတားပေါ်မှာစပိန်ရဲ့ဖနှက်ရဲ့ပဲအတွေ့ပါတော့တယ်လူလည်းသိရှိထားပါတယ်ဘောချန်ခဲ့တဲ့စပိန်ဟာမိချောင်းတစိအမျိုးအစားစပိန်ဖြစ်ပြီးတော့လက်ရှိကာလပေါက်ဈေး3သိန်းဝန်းကျင်တန်ဖိုးရှိတယ်လို့လည်းဆိုပါတယ်အဖေါ်ကကျွန်တော်တို့ဒါအရက်အခေါ်ပေါ့နော်နိပြန်တူယူပြီးတော့ အဲ့ဒီနေပြန် တိုးတွေကိုလည်းသူဘောတော့ဆက်နေတာတွေလည်းရှိတယ်ဒါပေမဲ့နေတိုင်းတိုးမဆက်နိုင်တဲ့အခြေအနေမှာငွေကြီးကဖိဖိနဲ့ဒီရင်းပေါ်တော့ယူထားတဲ့ပတ်စံနဲ့ကျွန်တော်တို့သူ့ရဲ့နေပြန်တိုးတွေနဲ့ပေါင်းရင်းပေါင်းရင်းနဲ့ငွေကြီးတွေကများလာတဲ့အခြေအနေတွေလို့တော့ကျွန်တော်ကြားသိထားရတယ်ဆိုတော့သူဘယ်လောက်ကနေစယူပြီးတော့ငွေကြီး15သိန်းလောက်ထိဖြစ်သွားလဲဆိုတာကိုတော့ကျွန်တော်တို့ဒါတတိကြကြ မတိရပါဘူးဒါပေမဲ့သူ့အနေနဲ့ဒါ15သိန်းထိပေါ့နော်ဖြစ်လာတဲ့ပတ်စံဟာသူတယောက်တည်းအနေနဲ့စားဖို့တောက်ဖို့ဒါချင်းကားရင်းနဲ့အတိုးတွေနေတိုင်းဆက်ရင်ဆက်ရင်နောက်ဆုံးမှအတိုးမဆက်နိုင်တော့တဲ့အခြေအနေမှာသူ့ကိုယ်သူအဆုံးစင်တော့လာဖြစ်ပါတယ်ဒီဒီလေးကိုကျွန်တော်ရဲ့မိသားစုဝင်တွေကိုကျွန်တော်အခုပေါ့နော်ဒီဒီသတင်းရအဆုံးတက်မှာဖော်ပြပေးရှင်ကကျွန်တော်တို့အာနာသိမ့်ပြီးတဲ့နောက်ပိုင်းကျွန်တော်ပြည်သူတွေရဲ့ဒါ အချက်အတိတ်တွေကိုမြင်စေချင်တာဖြစ်ပါတယ်။လက်ရှိကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့ကျွန်တော်မိသားစုဝင်တွေမှာလည်းတူချင်းတည်တော်လကောင်းဒါမိသားစုဝင်တော်လကောင်းပေါ့နော်ကိုယ့်ရဲ့ပဝန်းကျင်မှာလည်းပဲခက်ခဲကြက်တဲဆိုတဲ့ဒါစာဝတ်နေရေးတော်မှမလောက်ငှားတဲ့အခြေအနေတွေပေါ့နော်အစားတောက်တော်မှမလောက်ငှားတဲ့အခြေအနေမျိုးစုံနဲ့ရင်ဆိုင်ကြုံတွေ့နေရတယ်လို့လည်းကျွန်တော်လည်းခံစားမိပါတယ်။ကျွန်တော်တို့နိုင်ငံဟာဒါပေါ့နော်ခက်ကာလတောက်လျှောက်အဆိုးဆုံးအခြေအနေတစ်ခုကို ရင်ဆိုင်နေရတယ်လို့ပြောမယ်ဆိုရင်လည်းပဲမှန်ပါတယ်ဆိုတော့သူတို့ကတော့ဗာသူတို့ရဲ့အာဏာဆက်ပြီးတော့ရှင်တန်ရေးအတွက်သူတို့ဆက်ပြီးတော့အုတ်ချုပ်နိုင်ဖို့အတွက်ရေကောက်ပွဲကိုလည်းသူတို့မဖြစ်မနေလုပ်သွားမှာဖြစ်တယ်ဒီရေကောက်ပွဲနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်မိဘပြည်သူတွေဒါပေါ်တော့အပြစ်မဲ့ပြည်သူတွေအကြောင်းမဲ့ကျွန်တော်တို့ဒါဖန်စီခံရတဲ့အခြေအနေတွေအများကြီးကိုလည်းကြားသိထားရပါတယ်ဒါသူတို့ရဲ့ထုတ်ပြန်ကြေညာချက်မှာတွေ့ရမှာပဲ အရေကောက်ပွဲနဲ့ပတ်သက်ပြီးတော့စန့်ကျင်သူတွေကန့်ကွက်သူတွေပေါ့ဗျာဒါတွေနဲ့ပတ်သက်ပြီးတော့လည်းဖမ်းနေတာအခုထောင်နဲ့ချီနေပြီလို့ကျွန်တော်ကြားသိထားရတယ်ပြီးတော့ကျွန်တော်အဓိကဇင်းမြစ်ကပေါ့နော်တောင်းနိုင်ငံရဲ့ဒါပေါ့နော်ဒီပြည်ရင်းစစ်တွေကျွန်တော်နိုင်ငံမငြိမ်မသက်မှုတွေကျွန်တော်နိုင်ငံတွင်းမှာရှိတိုင်းရင်းသားညီကိုမောင်မတွေဒါအကုန်လုံးပေါ့နော်စစ်စစ်လုံးလုံးနဲ့ညီညွတ်ညွတ်နဲ့ငင်းငင်းညံ့ညံ့หนีလို့မရအောင် ်လက်ရှိကျွန်တော်တို့မြန်မာနိုင်ငံအတွင်းကအာနာသိဖက်စစ်တပ်ကပုံဖော်ခဲ့တာဖြစ်တယ်။ကြောက်မိသားစုဒါလေးကိုမြင်အောင်ကြည့်ပေးပါ။ဒီခေတ်ဆက်ဆက်အခုလိုမျိုးမငြိမ်သက်မှတ်တာလေဒီစစ်တပ်ကလက်ရှိနိုင်ငံကိုထုတ်ချုပ်လို့ရတာဖြစ်တယ်။ဒါကြောင့်လည်းပဲကျွန်တော်တို့တိုင်းရင်းသားညီကိုမောင်နှမတွေကြား အချင်းချင်းတွေးခေါ်တတ်ရှုမှုတွေဂရိတိလုတ်ဆောင်နေတာဖြစ်တယ်ကျွန်တော်နိုင်ငံရေးစားနဲ့ပြောမယ်ဆိုရင်တော့နိုင်ငံကရောင်းဆုံးသဘုံလေးထနေလို့ငါတို့ကဝင်ပြီးတော့တိုင်တွေနေရတာပါဆိုတာမျိုးခေဆက်ဆက်ဒီလိုပုံစံမျိုးပုံပေါ်ထားတာကျွန်တော်နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့လည်းဒါငញ្ញမ်းရေးဆိုတဲ့ခေါင်းစဉ်အောက်မှာဆွနွေးကြတာတွေအများကြီးရှိတယ်ဒါပေမဲ့သူတွေအကုန်လုံးကလိန်ချခဲ့တဲ့အရာတွေကြီးပဲ တစ်ဖက်မှာငြိမ်ငြိမ်ရေးအစည်းအဝေးပွဲလုပ်နေတယ်တစ်ဖက်မှာနေမီတိုးချဲ့နေတယ်ကျွန်တော်တို့တိုင်းဟင်းသားနေမီတွေကိုရောက်တဲ့အချိန်ကြမှာကျွန်တော်တို့တိုင်းဟင်းသားညီကိုမောင်နှမတွေတဲ့စကားပြောတဲ့အချိန်မှာကျွန်တော်တို့တိကျတိလဲရရှန်နီရဲ့မင်းတို့စဉ်းစားလေဒီမှာလည်းငြိမ်ငြိမ်ရေးငါတို့ခေါ်ရတယ်ငါတို့ကလည်းငြိမ်ငြိမ်ချင်တာပဲဘယ်သူမှလက်နဲ့မကန်ချင်ဘူးဒါသူတို့ပြောတဲ့စကား အဲ့တော့ငါတို့အရင်တော့ငင်းငင်းကြီးဆွနေပွဲတက်ခဲ့တယ်ငါတို့ငင်းငင်းကြီးဆွနေပွဲတက်နေတဲ့အချိန်မှာတို့ကငါတို့ရဲ့နေမြေတွေကိုကျူးကျော်ပြီးတော့ဝင်ရောက်ပြီးတော့တက်ဆွဲတယ်ပြီးတော့တစ်ဖက်လက်နဲ့ငါတို့တွေကိုလက်နက်တွေပြန်ခိုင်းတယ်တို့ရောကြတော့လက်နက်နဲ့ငါတို့ကိုအုပ်ချုပ်တယ်ဆိုတော့လက်ရှိကျွန်တော်နိုင်ငံရဲ့အခြေအနေပေါ့နော်ကျွန်တော်အားလုံးသိရှိပြီးဖြစ်ပါတယ် ဆိုတော့ဒီပေါ်မှာလည်းပဲကျွန်တော်ပြည်သူတယောက်ချင်းတဦးချင်းစီတိုင်းရဲ့ပါဝင်ရှိပါတယ်ဆိုတော့ဒါတွေကိုအတူတူပူးပေါင်းပြီးတော့အခုဆိုရင်အဖြေရှာနေကြတယ်လို့ကျွန်တော်တိုင်းရင်းသားညီကိုမောင်မတွေအားလုံးနဲ့ကျွန်တော်ရဲဘော်ညီကိုတွေအားလုံးနဲ့မိဘပြည်သူတွေအားလုံးတဘောင်းစီတဲပူးပေါင်းလှုပ်ဆောင်နိုင်မဲ့အခြေအနေတစ်ခုကိုလည်းပဲကျွန်တော်မိဘတွေအားလုံးမျှော်လင့်နေတယ်လို့ အဲ့ဒီအခြေအနေရလည်းမကြခင်မှာရောက်ရှိလာမယ်လို့လည်းကျွန်တော်ကိုယ်နိုင်လည်းယုံကြည်မိပါကြောင်းပြပြရင်ဒီနေ့ဗီဒီယိုကိုဆုံးသက်ပြရစေနောက်လာတဲ့ဗီဒီယိုကိုဒီချက်ပို့ကောင်းကျွန်တော်ကြိုးစားပေးပါမယ်လက်နက်ပေးစေပေးကပ်ပေးကြောင်းနေလည်းကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့မိသားစုတဦးချင်းနဲ့ပြင်းနေကင်းရှင်းပါစေအောင်လေးလေးနဲ့စတောင်းချင်းနဲ့ကျွန်တော်ရဲဖို့ရှမ်းလိုက်ပါဗျာ